အားလုံးပဲမင်္ဂလာပါခင်ဗျာဘန်ကောက်ကိုအလဲရောက်တဲ့အခါထိုင်းအစားအစာစစ်စစ်တွေမြည်ဆန်းကြည့်ကျင်လို့ပဲဖြစ်ဖြစ်ညာသေးတွေလက်ပတ်တာမျိုးမလုပ်ချင်ဘူးနေဘက်ဖွင့်တဲ့ဈေးကိုတွားလေကြည့်ကျင်နေဆိုတဲ့သူတွေအတွက်အဆင်ပြေမဲ့ဈေးဒေတာခန့်ထိုင်းတွေတွားလေတွားထားရှိတယ် local market တွေကဘလို့ရှိတယ်ဆိုတာသိကျင်နေသူတွေအတွက်တွားကြည့်တဲ့ထိုင်းဈေးတစ်ခုကိုခေါ်သွားပေးပါမယ်ဗျာအခုကျွန်တော်ရောက်နေတဲ့ဈေးကတော့ Wanglang Market လို့ခေါ်ပြီးတော့ ခြောက်ဖျားမြေရဲ့တဖက်ခြမ်းထွန်ဘူရီဘက်ခြမ်းမှာရှိတဲ့ဈေးဖြစ်ပါတယ်ဗျမြင်သာအောင်ပြောရရင်တော့မြာဖျားဘရင်နန်းတော်လိုရှိတဲ့နေရာကနေခြောက်ဖျားမြေထဲကိုလှေစီးပြီးတော့ကန်းကူးလိုက်တာနဲ့အခုဈေးကိုရောက်ပါမယ်ဗျတွန်ဘူရီဘက်ခြမ်းကထိုင်းနိုင်ငံရဲ့တမိုင်းမှာအရေးပါတဲ့နေရာတစ်ခုလို့ဆိုနိုင်ပါတယ်ဗျအယုဒ္ဓယာမှာရှိတဲ့ဘရင်နန်းတော်ကမြမရီစီဆစ်ရှုံးပြီးတော့ဖြက်စီးခံရတဲ့အချိန်မှာ ထိုင်းပြည်ကမြို့တော်ကိုတွန်ဘူရီဘက်စီ ရွှေ့လာခဲ့ပါတယ်။ဒါပေမဲ့တွန်ဘူရီမှာတင့်အနှဲငယ်ပဲနေပြီးတော့တွန်ဘူရီရဲ့တစ်ဖက်ကန်လက်ရှိနန်းတော်ရှိတဲ့နေရာကိုမြို့တော်အဖြစ် ပြောင်းရွှေ့ခဲ့ပါတယ်။ဒါပေမဲ့လည်းဘရင်နန်းဆိုင်ခဲ့တဲ့နေရာဖြစ်တာမို့ဝတ်အလုံးဖျားအပါဝင် ရေးပါတဲ့ဖျားသေးတွေရှိသလိုတွန်ဘူရီကကြောက်ဖျားမြစ်တစ်ဖက်ကန်မှာထိုင်းလူမျိုးတွေနှင်းအဆက်ဆက်နေထိုင်ခဲ့တဲ့မြို့နေရာလည်းဖြစ်ပါတယ်။ ကြောက်ပြားမြစ်ထဲကနေလှေတင်းမောတွေစီးပြီးလာမယ်ဆိုရင်ဈေးရဲ့နာမည်အတိုင်းပဲပေးထားတယ်ဝမ်လန်ဆိုတဲ့စိတ်ကမ်းမှာဆင်းလို့ရပါတယ်ဗျစိတ်ကမ်းကနေဆင်းလိုက်တာနဲ့ဈေး area တွေကို ရောက်ပါလိမ့်မယ်ဗျကျွန်တော်ရောက်ဖြစ်တဲ့ရက်တုန်းကတော့ကျွန်တော်ကဈေးကို လိုင်းကားနဲ့လာခဲ့တာပါဗျဈေးမြောက်ကိုရောက်တဲ့လိုင်းကားတွေလည်းအများကြီးရှိပါတယ်ကိုနဲ့နှီးဆက်ရဘာကားစီးရင်အဆင်ပြေမလဲဆိုတာကိုတော့ Firebus ဆိုတဲ့ app ကနေတစင်ကြည့်နိုင်ပါတယ်ဗျ ခုဈေးက Sirius ဆိုတဲ့အစိုးရဈေးရုံနဲ့လမ်းမကြီးတစ်ခုပဲထားပြီးတော့ရှိတာမို့လို့ဈေးရုံနာမည်နဲ့ရှာပြီးတော့လည်းအခုဈေးကိုလာလို့ရပါတယ်ဈေးရုံကြီးရှိတာမို့လို့ဒီနားတစ်ဝိုက်မှာဈေးဆိုင်တွေဈေးပစ္စည်းရောင်းတဲ့ဆိုင်တွေလည်းအများကြီးရှိတာကိုတွေ့ခဲ့ရပါတယ်ဗျဈေးထဲမှာကတော့ဝတ်အထည်နဲ့လူသုံးကုန်ပစ္စည်းအမျိုးမျိုးရောင်းတဲ့ဆိုင်တွေရှိပါတယ်ဗျာ ထိုင်းစားတောက်ဆိုင်တွေနဲ့ထိုင်းမုံမျိုးစုံရောင်းတဲ့ဆိုင်တွေအများကြီးပဲရှိတာကိုလည်းတွေ့ရပါမယ်ဗျဒါပေမဲ့ဈေးရဲ့အနေထားကစားတောက်လိုင်းကတက်တက်ကွန်ပစ္စည်းတွေကတက်တက်အဲ့လိုပုံစံမျိုး ခင်းချင်းရောင်းတာတော့မဟုတ်ပါဘူးဗျစားတောက်ဆိုင်တွေနဲ့ကွန်ပစ္စည်းဆိုင်တွေကရောထွေးနေတာမျိုးတွေ့ရပါတယ်ဗျဒီဈေးက local တွေကိုအဓိကထားပြီးတော့ရောင်းတဲ့ဈေးဖြစ်တာမို့လို့ဈေးနှုန်းတွေကလည်းဒေတာကန်တွေကိုဝယ်နိုင်တဲ့ဈေးနှုန်းတွေပဲဖြစ်တာမို့လို့ အတော်ကြီးကိုတတ်တာပါလေဗျဒီသေးကထိုင်းမုံအချိုပွဲတွေနဲ့ပတ်သက်ပြီးတော့နာမည်ကြီးတဲ့ဈေးတစ်ခုလို့သိရပါတယ်ဗျ။ မုံတွေကအတော်လေးစုံတယ်လို့ဈေးလက်သက်တာပါတယ်အခုဒီဆိုင်မှာဆိုရင်မုံချိုသုံးမှုဝယ်တာဘန်90ပဲပေးရပါတယ်ဗျအတော်ကြီးကိုတတ်တာတယ်လို့ပြောရပါမယ်ဗျသေးတဲ့ချောင်းလုံးမှာကမပြောတိမိခင်ရောင်းတဲ့ဆိုင်တွေအုံနိုးနဲ့လုတ်တဲ့မုံအချို့မျိုးမျိုးရောင်းတဲ့ဆိုင်တွေကွစ်တူဆိုင်တွေဆိုလည်းအတော်များပါတယ် ဒီသေးနေရာက tourist attraction နေရာတွေဖြစ်တဲ့ညဖျားနန်းတော်အာယုံဦးဖျားတို့နဲ့နေတဲ့နေရာဖြစ်တာမို့လို့နိုင်ငံသားခီးသွားတချို့လည်းလာလေကြပါတယ်နိုင်ငံသားတွေအများကြီးလာတဲ့နေရာမဟုတ်တာမို့လို့အစားအသောက်အသုံးဆောင်တွေကဈေးသက်သာတယ်အရာသာဆိုရင်လည်းပဲထိုင်းအရာသာစစ်စစ်ရတယ်လို့ပြောနိုင်ပါတယ်ဗျညာသေးကြီးတွေမှာရောင်းတဲ့အစားအသောက်တွေလိုမျိုးလှလှပပပြင်ဆင်ထားတာမျိုးမဟုတ်ပေမဲ့ ဆိုင်တိုင်းလို့လို့ကတတရရတတန့်ရှင်းရှင်းရှိတာလေတွေ့ရပါမယ်ဗျဆိုင်ထိုင်စားဖို့အတွက်စားသောက်ဆိုင်တွေဆိုရင်လည်းအတော်လေးများတယ်ဗျဆိုင်ဆိုလည်းအတော်လေးစုံပါတယ်ကွစ်တိုဆိုင်ပတ်ထိုင်းဆိုင်ထိုင်းထမင်းဟင်းရောင်းတဲ့ဆိုင်တွေကနေပင်လယ်သာစားသောက်ဆိုင်မျိုးတွေအထိရှိတာလည်းတွေ့ရပါတယ်မြို့ထဲပိုင်း area မှာတိတ်ပြီးတော့မတွေ့ရတဲ့ဆိုင်မျိုးလေးတွေကိုလည်းဒီသေးထဲမှာတွေ့ရပါမယ်ဗျ ဒီဈေးမှာကအခုနောက်ကကျွန်တော်ပြောခဲ့သလိုစားတောက်တွေပဲဝယ်လို့ရတာမဟုတ်ပါဘူး။အဝတ်အစားတွေကနေနေစဉ်သုံးအသုံးဆောင်တွေအထိဝယ်လို့ရပါတယ်။အဝတ်အစားတွေဆိုရင်လည်းပဲလူငယ်ဝေး၊လူကြီးဝေး၊စကန်ဟန်စတဲ့ဖြစ်ဆိုင်တွေစုံနေအောင်ရှိတာတွေ့ရပါတယ်ဗျ။ဈေးနှုန်းအဖြစ်ဆိုရင်လည်းအတော်ကြီးကိုတတ်တာတော့တွေ့ရပါတယ်။လမ်းတွေလေးတွေလည်းရှိပြီးတော့အဲ့ဒီလမ်းတွေလေးတွေထဲမှာလည်းဆိုင်တွေအများကြီးရှိနေပါသေးတယ်။ ကျွန်တော်ရောက်ဖြစ်ခဲ့တဲ့ရက်3ကနေ့လယ်ခင်း12နာရီဝန်းကျင်လောက်ရှိတာတော့ဈေးဝယ်တဲ့သူတွေနဲ့ကြက်ကြိတ်တိုးစီနေတာကိုကျွန်တော်ရဲ့ဗီဒီယိုတွေကနေတစင်းမြင်ခဲ့ကြရမှာပါဗျဈေးကတော့မနက်9နာရီကနေညနေ6နာရီအထိဖွင့်တယ်လို့သိရပါပဲဗျဒီဈေးနေရာကိုဘန်ကောက်ကိုအလဲရောက်တော့မြဖျားဘရင်နန်းတော်နဲ့ဝတ်ဖို့ဖျားတို့ကို လက်ပတ်ပြီးတော့အပြန်ညကန်းကူးပြီးတော့လာရောက်လက်ပတ်တင်တဲ့နေရာတခုဖြစ်နေညွှန်းပေးကြပါလေဗျဈေးနေရာကတွားရေးလာရေးလည်းမခက်ခဲတဲ့နေရာမှာရှိပါလေဗျဈေးကိုပဲတီးတန့်လာခြင်းနဲ့ဆိုရင်တော့ BDS စီလုံးလိုင်းကိုစီးလာပြီးစဖန်တက်ဆင်ဘူရာမှာဆင်းပါဘူရာအောက်မှာရှိတဲ့စာထောင်လေးစိတ်ကနေဝမ်ဂလန်စိတ်ကန်းရှိတဲ့နေရာစီလှည့်စီးပြီးတော့လာလို့ရပါတယ်ဗျာ ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ထပ်လည်းအခုလိုဗီဒီယိုမျိုးတွေဖန်တီးမြဝပေးသွားအောင်ပါမို့ကျွန်တော် page လေးကို like and follow မလုပ်ရသေးရင်လှုပ်ထားပေးကြပါအောင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ